ုတော်ပူတော်မနာမီကြီးရဲ့ရွှေမော်မာရောက်နေတာဖြစ်ပါတယ်။တကပူတော်ဒေရနမ်စုံကျေးရွာကလေကွင်းတစ်ခုမှာလုပ်ငန်းရှင်တွေနဲ့အတူကျေးရွာဒေရခန့်တွေအင်တိုင်းအားတိုက်ရွှေတူးဖော်နေကြတဲ့မြင်ကွင်းဖြစ်ပါတယ်။အရင်ကဒီနေရာတွေကိုလေယာစိုက်ခင်းတွေဖြစ်တွေ့ခဲ့ရပေမဲ့အခုတော့ရွှေမော်အဖြစ်ပြောင်းသွားပါပြီ။လေယာမြေတွေလည်းတူးဖော်ကုန်တလို့ရှိနေပြီဖြစ်တယ်လို့အလို့ကန်ရှားပါကြတော့ဒေရခန့်တွေလည်းရွှေတူးဖော်မှုနဲ့ပဲနေစဉ်ဝန်းစားရှာဖွေနေကြတယ်လို့ပြောဆိုပါရတယ်။ ပူတောက်ခရိုင်မချမ်းပိုးမြို့နယ်နမ်ခမ်ကျေးရွာနဲ့နမ်စုဘုံကျေးရွာတွေမှာအခုလိုလေယာဉ်မြေတွေကုန်ရွှေတူးပေါ်လိုက်တဲ့အပြင်ရွာထဲမှာလည်းခြံဝင်းတွေကအိမ်တွေကိုယာယီမှရွှေ့လိုက်ပြီးအိမ်ခြံဝင်းတွေပါမကြံရွှေတူးပေါ်လိုက်ကြပါတယ်။အဲ့ဒီလိုရွှေတူးပေါ်လိုက်ပြီးတဲ့နောက်မြေစာတွေကိုပြန်ဖုတ်ပြီးတော့မြေစာပေါ်မှာနေထိုင်နေကြတယ်လို့ပြောပါတယ်။ น้ำสปมน้ำคำขันก็ไม่เท่ยวไปใช้เสเซลยาก็แต่ขันยองโลบันดีจะดูชาก็มาเสียช่วงนั้นก็ได้น้ำสปมก็เรื่องน้ำสปมขาก็ช่องทูแต่ก็มาฟังก็น้ำคำเด็กไปทดว่ากันเองอ่ะจะดูโลบันยิ่งแต่น้ำคำไม่ได้กังน้ะขาหนีโอ้ไม่ได้ขาวันน่ะช่องสูงอีไม่ขาแต่ช่องสูงก็น่ะไม่ได้ปอยืดคุณน้ำคำยืดคุณดูแค่ไหนแล้ว ဒုခရာချင်းတဲ့ယုံသူချာကောဆိုင်ငကောမျိုးမရေကတာအီမရေကတာတင်နန်တဝန်းတဝန်းနီဒုခရာယုံသူချာကောသူရှင်ွန်အနာဒါဝန်ကြီးတို့ကယုံသူရှင်ဝင်နေတဲ့တဲ့ချုံ့တဲ့ဖန်တဲ့ကိုလုံနေပိုင်းစပရင်ကောင်းနိုင်ရမိနာကွန်ဒါနေပိုင်းစတုန်နနာယုံသူရှာကောင်းတဲ့ကိုဒီမှာအဲ့လို ပူတောက်ခရိုင်မချောင်းပေါ်မြို့နယ်နမ်ခမ်ကျေးရွာနယ်နန်းစပုန်ကျေးရွာနယ်ရွာဟာရွှေတူးပေါ်မှာအစိုးရဆုံးဖြစ်တယ်လို့ပြောဆိုပါရယ်အဲ့ဒီဒေသမှာကျေးရွာဒေသခံတွေကိုတိုင်လုပ်ငန်းရှင်တွေကိုချမ်းမြေတွေရောင်းပေးလိုက်တာတော့ရွာခံတွေကိုတိုင်ရွှေတူးဖို့နေကြသူတွေများတယ်လို့ဆိုပါရယ် ပြီးခဲ့တဲ့2020 2023ခုနှစ်ကစပြီးအဲ့ဒီရွာတွေမှာဆက်ရံတရားတွေနဲ့မဟုတ်ပဲလက်ကျင်းတွေထိုးလောင်းတွေလောက်တာရှိခဲ့ပေမဲ့2024ခုနှစ်ကစပြီးရေငုတ်ဆိုင် Bedford site တွေအကုန်ဝင်လာတာလို့ဆိုပါတယ်။အဓိကစီးပွားရေးကျတဲလာတာနဲ့တပြန်နဲ့လက်ရှိမှာတော့ရွာသားတွေကိုတိုင်လဲအလွန်အကျွံရှူတူးဖော်နေကြပြီးဝင်ငွေရှာဖွေနေကြတာလည်းဖြစ်ပါတယ်။ နန်းစပွန်ရွာမှာအရင်တူးဖော်ကြပြီးလေယာမြေတွေအထိပါကုံတူးဖော်လိုက်ပြီးတဲ့နောက်မှာတော့နမ်ခမ်းရွာဘက်မှာဆက်ပြီးတူးဖော်ကြတာလို့သိရပါတယ်။လက်ရှိမှာတော့နမ်ခမ်းရွာရက်ွက်3ကနဲ့ရက်ွက်6အထိချောင်းနယ်ဘဲတလျှောက်ကရက်ွက်တွေအားလုံးမှာအင်ချမ်းမြေတွေအထိအားလုံးရွှေတူးဖော်လိုက်ကြပြီလို့ဆိုပါတယ်။ အဲ့ဒီရွာတွေမှာရွှေစတင်တူးဖော်လာချိန်မှာတရွာလုံးနီးပါးကန့်ကွက်ခဲ့ကြပါတယ်။ဒါပေမဲ့တချို့ကငွေကြက်ခက်ခဲကြောင်းလုပ်ငန်းရှင်တွေကိုအိမ်ချမ်းမြေတွေရောင်းလိုက်တာမျိုးတွေလေယာဉ်မြေတွေရောင်းလိုက်ပြီးတော့ရွှေတူးဖော်လိုက်တာမျိုးတွေအ ਨੇ ချင်းရှိခဲ့ပါတယ်။အခုမှတော့ကိုမတူးလဲသူများတွေတူးဖော်လိုက်ကြမှာပဲဆိုတော့ပြောစကားတွေနဲ့အာလုံးနီးပါးရွှေတူးဖော်နေကြတယ်လို့ကျဲရွာဒေသခံလူငယ်ကပြောပါတယ်။ဒီလိုနဲ့ကန့်ကွက်တဲ့သူတွေအတွက်လည်းမထိန်ချုံနိုင်တော့တဲ့အဆင့်မှရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ ဒီဒေသတွေမှာရွှေတူးဖော်မှုတွေကိုကျေးရွာတာဝန်ရှိသူတွေအပြင်စစ်ကော်မရှင်တပ်တွေနဲ့ပြည်သူစစ်တပ်ဖွဲ့တွေကခွင့်ပြုချက်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဆူဆူရွရွရွှေတူးဖော်လိုက်ကြတာကြောင့်ရွာရဲ့အသက်သွေးကြောလို့ဆိုနေတဲ့နမ်ခမ်ချောင်းဟာလည်းပျက်စီးသွားပြီဖြစ်တာကြောင့်ဒီနေ့မှာတော့လေယာမြေလုတ်ကင်တဲ့သူတွေအတွက်လည်းလေယာမဖြစ်ထွန်းတော့ပဲကျေးရွာထဲမှာလည်းအခက်အခဲများစွာရင်ဆိုင်လာရတယ်လို့ဆိုပါတယ်။ အဓိကရေရရှိဖို့ခက်ခဲသွားပြီးချောင်းရည်တွေခန်းသွားတာချောင်းရည်တွေညဉ့်ညံပြီးတော့နောက်ကုန်တာတွေကြောင့်အရင်လိုလေရမဖြစ်ထွန်းတော့တဲ့အပြင်ရေတွေးတွေခန်းချောက်သွားတာတောက်တုံးရည်တွေခက်ခဲလာတာတွေနဲ့ကြုံတွေ့နေရတယ်လို့ပြောပါတယ်ချင်းတဲ့ဝန်ဒူဒတဲ့ဂျာလူထွေနီမာဂျာလောလောစီရောချင်းတဲ့ကွန်ထရောကိုလူနာရဲတင်မွန်ကွန်ထရောကိုရနာမစာခွန်အရံကိုတက် တင်းတထောင်ငါတင်းတရမ်ကိုတော့ရှာအတနေ့နေ့ငါကိုမနာရှာရဲအဲရအောင်နောက်ဆုံးညီငါတောင်ကိုမနင်းကနာပြီးရဂျမ်ဂျာတို့ဆိုင်ရစင်တီနာခေါနာဝမ်ယုံတူချောအမ်ဂျိုရကိုငကအမေရိကန်ခေါနာဝါတမဲလာအမေရိကန်မတူပါတမဲကလောရှာနာမတူတမဲရဒီဒီမုံကတဲမုံ แต่ฉันเดี๋ยวไปตุ๊ดยาเลยนะฉันเดี๋ยวจำจองอาตัวเองนะอยากอันที่น้ำคำเรียกว่าเดิมแต่นิ่งแต่นิ่งก็น่าอีกคำชาติสักการะข้อหน้านิ่งจะไว้น้ำคำอย่ามาน้ำคำช่องเนี่ยแบบช่องสูบีรอช่องนกูชิบาเลย ရွာလေးမှာစစ်စစ်နဲ့နမ်ခမ်ချောင်းကတော့ချောင်းဖျားပိုင်းရေတူကနားကနေမလီခမစ်ထစီဝင်ရာချောင်းဆောင်အထိရွှေတူးပေါ်လိုက်ပြီးဖြစ်ပြီးလက်ရှိမှာတော့ရွာနဘေးကအမ်ဘပ်ချောင်းမှာဆက်ပြီးတော့စတင်ရွှေတူးပေါ်နေကြပြီလို့လည်းဆက်လက်ကြည့်ရပါတယ်။အရင်ကပူတောက်ခရဲမချမ်းပေါ်မြို့နယ်ထဲကနမ်ခမ်ရွာဟာတတီးနိုင်တွေပေါ်များပြီးတော့အထွေနှုံကောင်းတဲ့ကျေးရွာတရွာဖြစ်နာမည်ကြီးခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုမှတော့တတီးတွေလည်းအထွေမကောင်းတော့တဲ့အပြင် သူရလုံးက6ကတ်တွားပြီးတော့အရင်လိုနေထိုင်စရာမကောင်းတော့ဘူးလို့ပြောဆိုကြပါတယ်။တစ်ဖက်မှာရွှေမော်ကြောင့်ရွာတွေကအကြောင်းတက်နေတဲ့ကလေးတွေလည်းပညာရေးကိုစိတ်မဝင်စားတော့ပဲရွှေတွေပဲလိုက်တူးပြီးစာတင်ရမယ့်အရွယ်မှာငွေရှာသူတွေများလာကအချင်းဆက်တွေပြက်ပြားလာတာတွေကြောင့်ရွာတွေကကလေးတွေရဲ့အနာဂတ်အတွက် စိုးရင်ဖွယ်စိုးကြိုးလဲတက်ရောက်နေတယ်လို့နမ်ခမ်ယောကလူငယ်ကဆက်ပြောထားပါတယ်။မလဲပါ ကိုင်းကပြောရင်ရတဲ့တဲ့နံခွန်ရီမုံခါရှိခါဝမ်အီအန်တမ်လီခါနီဘောကိုင်းကပြောစင်ဆာအမရီရငါအဲ့ဒီမုံရကောမီခါကောခနုံယုံသူရှာကောတဲ့မရီကောင်နာနံခမ်ခါကောမုံသူရှာကောတော့ကောင်းနာခော့ခော့ရမစေးအီမရီမုံအာနမ်လီညိဖေမုံစွန်းညိဖေမုံယုံသူရှာကောဆယ်မကြောမြေစာပုံဝင်နိုင်အင်းမြေစာပုံညီချရမစေး မရေမုံတန်မဆဲမွေနာရမ်ဆုံမဆဲမွေနာရမ်ပြောမဆဲပဲလငယ်ငယ်ဆောင်လငယ်ကိုရမာနီရဒဲအန်တဲကနာဝရှာမာနီဂျုံလုံတော်မာနီမုံရိုက်တန်တော်ဆဲဒဲဂျာမဝမ်ကျောမာနီနာဆောင်လံပေမုံကဲငယ်ကောဆောင်ငယ်ရစံဒီကလငယ်ကိုတိုင်မာရီရအန်တီအမရီနာမာနီတန်ဆာတော်ဆဲနမ်ကောသင်အဆူချူကပါငယ်ခုနမငယ်မုံမတ ပူကြောက်ခရိုင်မချမ်းဘုံမြို့ကနေခုနမရကွာဝေးမှာရှိတဲ့နမ်ခမ်းမြော်မှာအင်ချေနေရာကျော်ရှိပြီးမချမ်းဘုံမြို့ကနေကိုးမန်ရကွာမှာရှိတဲ့နမ်စပုန်ကျေးရွာမှာတော့အင်ချေတရာကျော်ရှိတယ်လို့သိရပါတယ်။လက်ရှိပူတော်ဒေရမှာဒီရွာတွေပြင်အလံကာအလွယ်ယံပင်ကူလုံရှာယံဖန့်မာမကျော်ဝမမူလက်ချီခချောင်းတလျှောက်နဲ့ရှန်ခချောင်းတလျှောက်တွေမှာလည်းရွှေတူးပေါ်နေကြတာဖြစ်ပါတယ်။ စစ်တပ်အာဏာတိမ်ပြီးနောက်ကချင်ဒေသမှာတရားမဝင်ရွှေတူးဖော်မှုတွေအဆက်မတန်တိုးများလာပြီးတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေလည်းတစ်နှစ်ချက်တစ်နှစ်ပုံမဆိုးရွားလာနေတာပဲဖြစ်ပါတယ်။